မင်္ဂလာပါနော်နွေဦးမိသားစုပေါင်းတို့ကြီးနွေဦး family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလဲဆရာခက်စော်ရေးသားထားတော့တဝဲနေစီဝတ္ထုမှ အခန်း၈ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တဝဲနေစီအခန်း၈1824 match လ10ရက်နေ့ပီနန်ကျွန်း George Downmew ဗြိတိရှားစီရေးပြခွင်ဗင်ကီယာတပ်ဖွဲ့၏အတန်းကမိုးချင်းတန်အလားဘိုမူရီနိုဦးဆောင်သည့်ဗြိတိရှားမြင့်တက်ခြေလင်းအဆောင်စစ်တီတံများကတနတ်ကိုစီကိုဂိုင်းကားညီညာညာဖြင့်စီရေးပြနေကြသည်ဗြိတိရှားမာလာယုအမြောက်တရင်မှလည်းအမြောက်ကြီးများကိုပြစ်ပေါက်ကအစွမ်းပြကြ၏စင်မြင့်ပေါ်တွင်ထိုင်နေသောတဝေမြို့ဝန်ဦးရွှေလုံးမလေးရှားကက်တာနယ် ဆူတန်ဆော်ဘာဟာအာမက်တာဂျူဒင်ဟာလင်ရှားဗြိတိရှားစစ်တပ်မှပုံမူကြီးမိုင်းပုံမူကြီးဘီရှော့တို့ကစီရင်ပြတံများအားလက်ကုပ်တီကအပြင်းနေကြသည် ထိုချိန်တွင်တဝဲမျိုးဝင်ဥရွှေလုံဤကလထိုင်အနောက်ဘက်သို့အတူလိုက်ပါလာသူစစ်ကဲမောင်တန်းဘိုးကဒူတောက်ထိုင်ချလိုက်၏ထိုနောက်ဥရွှေလုံဤနာနာတို့ကကတူတူပြောလိုက်သည် ပင်ခရာတန်များအမြောက်တန်များနေမှုအတန်ကားမကြရာကြေကြေပြောစမ်းငဘို့ငါမကြရဘူးကွယ်ပြီးရပြင်ကန်ချုပ်ကအင်းဝါကိုစစ်ကြင်ညာလိုက်ပါပြီဥွှေလုံးမျက်နှာပြက်သွားသည်မင်းတရားသိကြလားမှန်ပါဝင်းမင်းလွန်ခဲ့တဲ့ငါရက်ကလေးကကြင်ညာခဲ့တာလို့နားကန်တော့ကန်ချလာက အခုပဲတရင်လာပြီပါတယ် ဆူတန်စောဝါဘေးတွင်ထိုင်နေသောဗြိတိရှားဘုံမူကြီးနှုတ်ကတော့ဘာမှမဖြစ်သလိုစိတ်ကြင်ညာထားသောရန်သူနိုင်မှမင်းမှုတန်းအရာရှိတအူကိုစီရေးပြပွဲတွင်တဒန်နေထိုင်ကြည့်နေစေခြင်းမှမြည်သည့်သဘောနီးဘိုးတော်ပြင်လက်ထက်ကလေးကရခိုင်အာတန်မဏိပူရာအရေတို့နှင့်ပတ်သက်၍အင်္ဂလိပ်မြန်မာဆက်ဆံရေးမှာပြက်ပြားနေပြီဖြစ်သည် ။ဗာဂျီရောမြန်လက်တက်တို့ရောက်သောအခါမနီပူရာစော်ဘွားကသစ္စာမခံသဖြင့်မြန်မာတပ်များကသွားရောက်တိုက်ခိုက်ရမှ အစာပြုကဗြိတိရှ်တို့ကကချာနှင့်ဂျင်းဒီယာနယ်များကို အဆောင်ရှောက်ခံနေပြီးအဖြစ်လက်ဦးအောင်ကျင်ညာခဲ့သည်။1823ခုနှစ်တွင်မြန်မာတို့ကနမ်မြဝါရှိ ရှမတ်ဖြူကျွန်းကို ဝင်ရောက်တိုက်ခိုက်သည်ကိုအကြောင်းပြ၍1824ခုနှစ်မတ်လ9ရက်နေ့တွင်ဗြိတိရှားတို့ကအင်းဝနိုင်ငံတော်ကိုစစ်ကြေညာခဲ့ခြင်းပင်မောင်ထမ်းဘူမင်းတဲ့ကိုတိုက်ကို ပြန်ပါလာတဲ့ငါတို့လူတွေကိုစုထားလေစိတ်ကိုချက်ချင်းစင်နေအောင်ပြင်ဆင်ထားကံချလာတော့အခုပဲငါစီလွတ်လိုက်မြွေဝင်မင်းအတန်တို့ကတုံရင်နေသည်ကြောက်စိလာဒေါသလာမတဲ့ခွဲလက်သည်ကိုချစ်ချစ်ပါအောင်ဆုပ်ထားသည် ရှေးမစီပြားတက်ကလည်းတမင်တကာလှုပ်ပြနေသည်အလားခနာအကြာ နာဂန်တော်ကန့်ချလာ ရောက်လာ၏ကန့်ချလာသည်ဟိန်းနူဘာသာဝင်ဖြစ်ပြီးဘာသာစကားလေးငါးမျိုးတက်ချွမ်းသူဖြစ်သည်ကန့်ချလာသူ့ကိုမေ့ကြည့်စမ်းအင်္ဂလိပ်တွေငါတို့ကိုစစ်ကြင်ညာတာသူသိပြီးသားကိစ္စမဟုတ်လားလို့မျိုးဝင်မင်းကနဘေနာမှာဆူတန်စော်ဘွားကိုညွန်ပြကပြောလိုက်၏ကန့်ချလာကစကားပြန်ပြလိုက်သည် ဆူတန်ဆိုဝါကမလီးဘာသာဖြင့်တစုံတကူပြန်ပြော၏ဆူတန်ပြောပါတယ်ဝင်းမင်းဖျားဒီကိစ္စကို သိပြီသားလို့တောင်သူကထင်နေတာတဲ့ပြောလိုက်ဒီတိုင်းဆိုသူနဲ့ငါတို့သဘောတူထားတဲ့ကိစ္စကိုအင်းဝဘင်းကဖျက်သိမ်းပြမအသေးချာမို့မြမရီစီကဘာမှမမျော်လင့်နဲ့တော့လို့မြို့ဝင်မီအတန်မာဒေါ်သားတို့နဲ့တုံရင်နေ၏ဘယူတီရှာတို့ဒီအင်းဝကိုမလွဲမသိစစ်တိုင်းမီဖြစ်ကြောင်း စစ်တိုက်နေတဲ့ပြည်တိရှာတို့ကယူရီယာနဲ့ပူပေါင်းကစစ်ဆင်လာနိုင်ကြောင်းအင်ဝါနန်တော်မှတတင်းရရှိထားပြီးဖြစ်သည်ယူရီယာပြင်ဤတင်ပိုက်ခြင်းကိုခံထားရသောမလေးရှားကက်တန်နဲ့မှဆူတန်စောပါမှပြည်နှန်းတွင်ကိုအောင်နေ၏ထို့ကြောင့်အင်ဝါနန်တော်မှဒဝေမြို့ဝင်အားပြည်နှန်းသို့ဈေးလွပြီးခတ်တာစောပွားအနေဖြင့်ယူရီယာပုံကံပြီးဆိုပါကဒဝေမှစစ်အင်အား9000ပေးမည်ဖြစ်ကြောင်း ကပ်တာစော်ဘွားကိုထောက်ခံကြသောမာလာယူစော်ဘွားများအနေဖြင့်လည်းယူရီးယားကိုဝိုင်းဝန်းတိုက်ခတ်ပေးကြရန်ညှိနှိုင်းစေခဲ့ခြင်းဖြစ်သည်ယူရီးယားနှင့်မာလာယူစော်ဘွားတို့အကြားစစ်ဖြစ်ကြရင်မာလာယူစော်ဘွားများနှင့်မဟာမိတ်စာချုပ်များချုပ်ထားကြသောဗြိတိရှားတို့နှင့်ယူရီးယားတို့ထိတ်တိုက်တွေ့ကြပါကမြမပြည်ကို တိုက်ခိုက်ရေးအစီအစဉ်အပြောသွားလိမ့်မည်ဟုအင်ဝါနန်တို့ကတွက်ဆသည် မာလာယူရှိဗြိတိရှားတို့ကိုမူခက်တာစော်ပွားဤဖိတ်ကြားခြင်းအရာနိုင်ငံရေးမပါသောခရီးစဉ်အဖြစ်တဝယ်မြို့ဝင်က လာရောက်ခြင်းဖြစ်ကြောင်းအကြောင်းပြထား၏တဖက်တွင်လည်းအင်ဝါနန်တော်မှဘန်ကောက်ရှိယူရီးယားပြင်တန်းသို့စာပို့ထားပြီးအင်ဝါနိုင်ငံကိုအင်္ဂလိပ်မှတင်ပိုင်ပြီးလင်ယူရီးယားကိုလည်းတင်လာနိုင်သဖြင့်နှစ်နိုင်ငံမဟာမိတ်စာချုပ်ချုပ်ပြီးအင်္ဂလိပ်အားပူးပေါင်းတိုက်ခိုက်ရန် အကြောင်းကြားထားပြန်သည် ်ထို့သောအင်းဝနန်တော်ဤနှစ်ဖက်ခွစီမံကိန်းကိုတဝဲမြဝဲမှပြည်နှံသို့တွားရောက်အကောင့်ထဲဖော်နေစဉ်အတွင်ဗြိတိရှားတို့ကအင်းဝအားစစ်ကြေညာခဲ့လေပြီဝမင်းဖေဟာကျွန်တော်မျိုးတို့ဘာဆက်လုပ်ကြမလဲဖေဟာနာကန်တော်ကန်ချလာဤအတန်ကတုံရင်နေဤရန်သူပိုင်တဲ့ထဲမှာရောက်နေကြရသည့်သူတို့အဖြစ်တဝဲမြဝမင်းအစမပြေတာတစုံတစ်ခုများရှိပါသလားခမညာ ဗမာစကားကိုတဝေတန်ဖြင့်ကြွန့်ကျင်စွာ ပြောလိုက်သောကာနေဘီရှော့ကဥွှေလုံအနီတွင်မတရက်ခါမေးလိုက်သည်သူနောက်တွင်လည်းတကောင်းကိုစီချိတ်ထားသော ကိုရန်တော်စစ်ပါရီနှစ်ဦးကိုတွေ့ရ၏ဥွှေလုံကအသက်ကိုခက်ပြင်းပြင်းရှူလိုက်သည်ကျုပ်တို့တွေမနှက်ပြန်မနှက်ပဲတဝေကိုပြန်ကျင်မာတဲ့ကာနေဘီရှော့ကာနေဘီရှော့ကပြောလိုက်သည်စိတ်ချပါမြို့ဝင်မင်းတဝေကိုဘေးမတိရံမကပဲရောက်ရှိစေဖို့အတွက် မြို့ဝင်မင်းတို့ရဲ့တင်မောနဲ့အတူဗြိတိရှတော်ဝင်ရေတပ်ကတင်မောတစီက လိုက်ပါဆောင်းလျှောက်ပြေးသွားမှာပါစစ်တရင်ကြောင့်ဒဝဲစိတ်ကန်းသည်ထူးထူးခြားခြားတိတ်ဆိတ်နေသည်စိတ်ကန်းဆောင်ကင်တဲ့ဤထိတ်တွင် တလူလူလွင့်နေသောဒေါင်လန်ဤတစ်ဖက်ဖက်အတန်ကိုပင်ကြားနေရ၏မင်းကျော်သူရင်ပွဲခန်းရေဝင်ဦးသားသည်ဝါလက်ဆကွင်ဘက်ကိုနဘေးရှိထွေခန်းထဲသို့ ထွေးထုတ်လိုက်ပြီးထိုင်နေရမှမတက်ထားရလိုက်၏ ဒဝဲမျိုးဝင်ဤတင်မောမှာတပြေပြေကန်းနဲ့နီကန်လာချိန်ပြီးရေဝင်ဥတော်နဲ့အတူ အခွန်ဝင်မောင်ရွှေဦးမျိုးဝင်ဤတူတော်သူပထမစေကဲမောင်ရာစီ တတိယစေကဲမောင်တိုင်တာစတုထစေကဲမောင်ဝါပထမနာဂန်တော်ရွှေအောင်စသောဒဝဲမျိုးအုပ်ချုပ်ရေးအရာရှိများနဲ့စည်ရေးကြီးများက အသည့်နေရာယူလိုက်ကြ၏တင်မောပေါ်မှာဆင်လာသောမျိုးဝင်မင်းကို အလုံးကဒူးထောက်ပြတ်ဝလိုက်ကြသည် မြဝင်မင်းကရေဝင်ဦးတော်ကိုကျော်သွားပြီးတူတော်သူစစ်ကဲမောင်ရစီနာတွင်မတန်ရလိုက်၏မောင်ရစီမြို့အချိန်ဒီဘာထူးသေးလဲရင်ဝိလျက်ရှိချောင်းမာမင်းကြီးအင်းဝါတို့ရန်ကုန်တို့ကနေရောစစ်ကူကိစ္စစာချုပ်တွေဘာတွေလာသေးလားမောင်ရစီကမြည်သူမပြန်မပြောဘလို့ပဲဖြစ်ဖြစ်ဗြိတိရှတက်တွေလာရင်တော့ငါတို့မှရှိတဲ့အင်အားနဲ့ခုခံရမှာပဲ မောင်မင်းတို့စစ်ကဲတွေနဲ့နာဂန်တွေလူအင်အားလက်နဲ့အင်အားအသင့်ရှိကြစေ။ရေဝင်ဥတာကဒူတုံနေရာမှာကောင်းထောင်လာသည်။လက်နဲ့အင်အားရောလူအင်အားပါတောင့်တင်းတဲ့ပြည်တိရရေတပ်ကိုမနိုင်နိုင်မှန်သိပါလျက်နဲ့ထိတ်တိုက်တွေ့ဖို့သွားတာတော့မိုင်းမဲလွတ်မာတယ်မင်းကြီး။ဒုက္ခရရရှိရင်ဒဝယ်မျိုးသူမျိုးသားတွေကအကုန်ဒုက္ခရောက်ကြမှာ။မျိုးဝင်ဥရွှေလောက်ကဥတာကိုတစ်ချက်လှည့်ချလိုက်သည်။ငါကအင်းဝရွှေနန်းတော်ကအာရာကုန်ပေးချင်းခံထားတဲ့မြို့ဝင်ပါ။ ငါဆုံးဖြတ်ချက်ကအတီပဲဥဒါကမကိုမကန်ပြုံးလိုက်သည်စစ်မတိုက်ဖူးတဲ့သူတယောက်ပေးတဲ့စီရေးအမိန်ကိုတော့ကျွန်တော်မျိုးအယုံကြည်မရှိပါတဝဲသားရဲ့အသက်ကိုအချင်းဒီမဖြစ်စေချင်ပါဥဒါကြီးစကားကြောင့်မျိုးဝင်ဥရွှေလုံးမှာမျက်စိမျက်နှာပြတ်သွား၏ ဥရွှေလုံဤဘာကင်မှာလွန်ခဲ့သည့်နှစ်20ခန်းကမြိန်မျိုးဝင်ဖြစ်ခဲ့ဘူးသည်မင်းကျော်သူရင်ပွဲခန်းဥရွှေလုံသည်ငယ်စဉ်ကပင်အင်းဝဘရင်ထံတွင်မျိုးပြအရာရှိဖြစ်အမှုထမ်းခဲ့ပြီးတဝယ်မျိုးဝင်အဖြစ်ရောက်ရှိလာသည်မှာ၄နှစ်ပင်မပြည့်သည် ်တဝဲဒီတအတွင်ယူရီးယားမြန်မာစစ်ပွဲများတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးယူရီးယားအမတ်ချုပ်ဦးမေအားလက်ရပန်းစီပေးနိုင်ခဲ့သဖြင့်ဘရင်ဤမြောက်စားခြင်းခံရသည့်တဝဲသားရေဝင်ဦးတော်ဤစကားကဥွှေလုံးဤအရှိုက်ကိုထီစေသည်သို့သောဥွှေလုံးကခွန်တုံမပြန်တော့ဘဲအန်ကိုတင်းတင်းကျိတ်က သူအားလာကြသည့်ဝေါ်ရင်ပေါ်သို့တက်သွားတော့၏ မျိုးဝင်အိမ်တော်ရှိရာဘက်မှစစ်ရေးလေကျင်းတပ်များညံစီအောင် ထွက်ပေါ်နေသည် မျိုးဝင်ဥရွှေလုံးနှင့်စစ်ကဲများကရွှေထီများကိုစီဆောင်လျက်ကြည့်ရှုနေကြ၏ကလန်းလန်းတောင်ကုန်းပေါ်တွင်မူမြင်းကိုစီနှင့်လူနေအောင်ရေဝင်ဥတော်နှင့်စတုဒ္ဓစစ်ကဲတဝဲသောမောင်ဝါတို့ဖြစ်သည်မောင်ဝါအင်္ဂလိပ်ကတဝဲကိုတင်တဲ့အခါစစ်အင်အားဘလောက်တုံးမင်းတင်လဲဥတော်ကမေးလိုက်ခြင်းပင်ကျွန်တော်မျိုးမပြောတတ်ပါဘူးဝင်မင်း အခုရန်ကုန်ကလည်းကျသွားပြီရန်ကုန်ကိုဝင်တိုက်တဲ့ပိုချုပ်ကင်ဘယ်တက်ကိုရန်ကုန်မြို့ဆောင်တက်ရော နေပြည်တော်တက်တွေပါမခုခံနိုင်ခဲ့ဘူးမကြခင်တဝဲကိုလည်းအင်္ဂလိပ်ရေတပ်သမော်တွေရောက်လာမှအနည်းနဲ့မြန်ပဲအင်္ဂလိပ်ဟာရန်ကုန်ကိုရထားပြီးတဲ့အတွက်စိတ်သက်ခွန်အားအပြည့်လူလက်နဲ့အပြည့်နဲ့တဝဲကိုလာကြလိမ့်မယ်သူတို့ဟာစစ်တပ်တဲ့စစ်တပ်ရဲ့ရိတ်ခါလနဲ့အားထားရဖြစ်တဲ့မြို့တွေကိုအမြောက်တွေနဲ့အရင်ချေမုန်းပြကြလိမ့်မယ်။အဲ့ဒီအခါဒိုးတဝဲရဲ့ မြို့ရိုးခန်းတက်တွေဟာအင်္ဂလိပ်အမြောက်တန်းကိုခံနိုင်လိမ့်မယ်လို့မင်းထင်လားမထင်ပါဝင်မင်းငါတော့ဆုံးဖြတ်ပြီပြီမြို့သူမြို့သားတွေအလဟသက်တည်မဲ့အဖြစ်ကိုအဖြစ်မခံနိုင်ဘူးဒါဆိုဝင်းမင်းကစစ်တိုက်တယ်ဆိုတဲ့နေရာမှာကို့ပြည်သူကိုအသက်သားဆုံးကြီးကိုရွေးတိုက်ကြရတယ်အဲ့ဒီအခါမှာစစ်ပရိရယ်ဆိုတာလိုအပ်တာပဲဒီတော့တဝဲမျိုးအထိမနာအောင်အင်္ဂလိပ်ကောင်တွေကိုအယုံသွင်းပြီးမှတိုက်ဖို့ငါစီစဉ်ထားတယ်ဝင်းမင်းအစီအစဉ်ကိုမြို့ဝင်မင်းကလက်ခံမှာမလား သူတို့ကအင်းဝါသားတွေပါနန်းတော်မှာရရှိမဲ့သူ့ကုံတိတ်ခါအတွက်ဒီမျိုးလေးကြွေမသွားလဲသူမှုမှာမဟုတ်ဘူးဒီတော့အင်္ဂလိပ်တပ်တွေရောက်တာနဲ့သူ့ကိုငါတို့ကအရင်ဖမ်းရနိုင်မယ်စစ်ကဲမောင်ဝါကဦးတာကြီးမျက်နှာကို အလံတကြားချိလိုက်သည်ဟုတ်တယ်သူ့ကိုအင်္ဂလိပ်လက်ကိုအပ်မယ်ပြီးရင်မြို့အထိမနာအောင်အချိုးတက်ပြီးအင်္ဂလိပ်တွေနဲ့ငါတို့ပူးပေါင်းဟန်ပြမယ်မကြခင် သူတို့တက်တွေအထက်ဘက်ကိုဆက်တက်သွားမှ ဒီမျိုးကို သူတို့လက်ကနေငါတို့ရအောင်ပြန်ယူကြမယ်။ဝင်းမင်းတကယ်ပြောနေတာလားဗျာ။မောင်ကမင်းတဝဲသားမဟုတ်လား။တဝဲသားဆိုတဝဲမျိုးကိုကာဝယ်ဖို့အတွက်ငါ့ကိုသစ္စာရှိပါ။ခမညာလာမယ့်လာပြီနေ့မုတ်တီပြားမှာငါတို့ကသစ္စာပြုပွဲတစ်ခုလျှို့ဝှက်လုပ်ကြမယ်။မင်းလည်းတဝဲသားပြီးပြီးငါ့စီမှာသစ္စာခံမှာ။တဝဲသားအတော်တော်များများလေးငါ့စီမှာသစ္စာပေးကြလိမ့်မယ်။ ဒဝေမြပယ်စီမှာစာရင်နဲ့ပါတော်လေးသည်ဥတာဤခေါင်းပေါင်းဦးစုံကိုဖျက်တမ်းတိုက်ခိုက်သွားတော်သည်ဟုတ်ကဲ့ပါရှင်ဆရာခက်စောရေးသားထားသောဒဝေနေစီဝတ္ထုမှအခန်းရှိကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါရှင် နောက်ထပ်ဆက်လက်ဖတ်ပြပေးမယ်အခန်းတွေကိုလည်းစောင့်မျှော်လို့နားဆင်ပြီးကြပါအောင်နော်ရေဦးမိသားစုများ အားလုံးလေးဒီအန်တွေအပေါင်းမှာကင်းဝေးလုံခြုံကြပါစေရှင်